အားလုံးမင်္ဂလာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့အောက်တိုဘာ31ရက်နေ့ဖြစ်ပါတယ်။ဒီနေ့အောက်တိုဘာ31ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့ရခိုင်လက်နက်ကိုင်တပ်ုံ AA ရဲ့ lobby တွေဘယ်လိုမျိုးပြောင်းလဲပြောင်းစားနေဝါရဖြန့်နေတယ်လဲဆိုတဲ့သတင်းတိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တိုလေးမတင်ဆက်ခင်မှာရခိုင်လက်နက်ကိုင်တပ်ုံ AA ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ရခိုင်ပြည်နယ်အတွင်းမှာသွားလာလှုပ်ရှားနေကြတဲ့ရခိုင်အကြမ်းဖက်အာပေနေမင်းထွန်းရိုက်ကူးထားတဲ့ဗီဒီယိုကလစ်လေးတစ်ခုကိုတင်ဆက်ပေးသွားချင်ပါတယ်။ ်အရခတက်တော်ကြီးအုပ်ချုပ်နေတဲ့ရခိုင်ပြည်တွင်းကစာတင်ကြောင်းတစ်ခုကိုမြင်တွေ့ရတာပါအစိုးရဆက်ဆက်ပညာသင်ကြားခွင့်ဆုံးချုံခဲ့ရတဲ့မွတ်စလင်ကျောင်းသူကျောင်းသားတွေဟာအခုတော့ဒန်းလူညီမြပညာသင်ကြားခွင့်တွေရရှိနေကြပါပြီ။ ာဟာအာရခတက်တော်အေကရခိုင်ပြည်ကိုဘလို့တည်ဆောက်နေလေဆိုတာအထင်သာမြင်တွေ့ရတာလေးဖြစ်ပါတယ်ခင်ဗျာထဲမှာရခိုင်လက်နက်ကိုင်တပုံအေရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ ရခိုင်လက်နက်ငယ်သဘောအေထင်းချုပ်ထားတဲ့ဒေသတွေမှာတရားမရှိတကားမရှိသွာလာလို့ရနေတဲ့ journalist တယောက်ဖြစ်ပါတယ်။မင်းထွန်းကပြီးခဲ့တဲ့နှစ်အနည်းငယ်မှာမလေးရှားနိုင်ငံကနေပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်သတင်းဌာနကြီးတွေမှာဝင်ရောက်လောက်ကန်ခဲ့ရတယ်။အဲဒီနောက်ရခိုင်လက်နက်ငယ်သဘောအေကြောထောင်းနောက်ခံပြုတ်ထားတဲ့မီဒီယာတွေမှာဝင်ရောက်လောက်ကန်ရင်းကနေအခုနောက်ပိုင်းမှာတော့အလွတ်တန်းသတင်းတော့အနေနဲ့ရခိုင်လက်နက်ငယ်သဘောအေအေလုတ်တမြကိုလိုက်ဖုံးပေးနေတဲ့ခိုင်းစစ်တယောက်ဖြစ်ပါတယ်။ပြောရရင်တော့ရခိုင်လက်နက်ငယ်သဘောအေအေမွေးထုတ်ပေးလိုက်တဲ့ lobby တယောက်လို့ဆိုရမှာဖြစ်ပါတယ်။ နေမင်းတို့ကပဲအချိန်မှာတည်တည်တသာဖြစ်လာတယ်လဲဆိုတော့ရခိုင်လက်နက်ကိုင်းသဘောအေအေရဲ့လူမျိုးတွန်းတပ်ဖြတ်မှုတွေရှိခဲ့တယ်။2024ခုနှစ်ကထမ်းလျှောက်ခံဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးအံဖုံးမှုဖြစ်ဖို့ကြိုးစားတဲ့အချိန်ရခိုင်လက်နက်ကိုင်းသဘောကောင်းဆောင်ထွန်းမြတ်နိုင်ကနေမင်းတို့ကိုအမေရိကန်ဒေါ်လာသိမ်းချီပေးခဲ့ပြီးတော့ဒီထမ်းလျှောက်ခံဖြစ်စဉ်နဲ့ဒေတာရင်းမွတ်စလင်တွေကိုလက်နက်ပြအနိုင်ကျင့်တာတွေဒေတာရင်းမွတ်စလင်တွေကိုအတင်းအဓမ္မခေါ်ဆောင်ပြီးတော့အသုံးစရိတ်တွေတွာလာစရိတ်တွေနဲ့ဖိအားပေးပြီးတဲ့နောက် ဒီရုပ်ရှင်ရိုက်သင်းတူတွေပြုတ်လို့ပုံအသုံးပြုခဲ့တဲ့အချိန်ကစပြီးနေမင်းထွန်းကရခိုင်လက်နက်ကိုင်တပုံ AA ရဲ့လက်ကင်တို့ဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့လအနေငယ်ကတော့ပဲရခိုင်လက်နက်ကိုင်တပုံ AA ရဲ့အဓိကနေရလို့ဆိုလို့ရတဲ့ကြောက်တော်မျိုးရဲ့အရှိတ်အချက်ဆွမ်းရောက်တွေအများစုရှိနေတယ်ဒီတဲ့ရဲ့တပင်ကြေးရွာလေချောင်းတိုက်ခိုက်မှုဒါအပြင်ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့တပ်မတော်ရဲ့လေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေအတွင်အပြစ်မဲ့အရက်သားအနေနဲ့အများရန်ပုံပန်အများရန်ပုံဖော်ပြီးတော့တရင်တို့တရင်မှာဖြန့်ဝေပေးနေတဲ့ lobby တယောက်လည်းဖြစ်ပါတယ် ပုံမှန်အပြင်တော့ရခိုင်လက်နက်ကိုင်းတဘုံအေရသတင်းထုတ်ပြန်ရေးတွေမှာခိုင်တူးခါကထုတ်ပြန်လေးရှိပေမဲ့နောက်ပိုင်းမှာတော့ PR platform ကနေတဆင့်အလွတ်တန်းသတင်းတော့တယောက်ကိုမွေးထုတ်ပြီးတော့နေမင်းထွန်းကိုအသုံးချခဲ့တာပဲဖြစ်ပါတယ်။ဒီနေမင်းထွန်းကပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကပုံနာကျွန်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေကိုကယ်ထုတ်ပေးနေတဲ့ဖြူစင်ရင်ခွင် Pride American အဖွဲ့ကဒီရခိုင်အစွန်းရောက်ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီးတော့လေမပြတ်မဲ့ပြည်သူအနေနဲ့ ရိုက်ဒါသမားတယောက်အနေနဲ့ပုံဖော်ခဲ့တဲ့ခိုင်လက်နက်ကန်သဘောအေအေအသုံးချကန်တယောက်လည်းဖြစ်ပါတယ်။အခုဗီဒီယိုကိုကြည့်လိုက်မယ်ဆိုရင်လည်းရခိုင်လက်နက်ကန်သဘောအေအေထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့အတွင်းလူမျိုးကွဲဘာသာကွဲမွတ်စလင်ဘင်္ဂလီတွေနဲ့ပတ်သက်ပြီးတော့တန်းတူညီမျှရှိတဲ့အထူးတကားနေထိုင်လို့ရရဲဆိုတဲ့ပုံစံမျိုးပေါ်ဖို့အတွက်ဝါရဖြန့်လာတာဖြစ်ပါတယ်။ရခိုင်လက်နက်ကန်သဘောအေအေကထန်းချောက်ကန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးမွတ်စလင်အသားဝိုင်းမှာလည်းအရှက်ကွဲအကျိုးနဲ့ဖြစ်ခဲ့တယ်။ဒါအပြင် ကမ္ဘာဒီမွတ်စလင်အဖွဲ့အစည်းတွေနဲ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ဝိုင်းဝန်းထိုးနှက်မှုကိုလည်းခံရတာဖြစ်တဲ့အတွက်နိုင်ငံကြီးတိတ်ခါရောလူမျိုးတော်တပ်ပြတ်မှုဆိုတဲ့ခေါင်းစဉ်နဲ့အတက်ခံနေရတာဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာရခိုင်လက်နက်ကိုင်တပုံအေအေးထင်းချုပ်ထားတဲ့ဒေသတွေမှာကမွတ်စလင်တွေနဲ့အတူရခိုင်လူမျိုးတွေကအတူတကွရှင်တွဲနေထိုင်နေကြပါတယ်ဆိုတဲ့ပုံရိပ်မှားတစ်ခုကိုပြဖို့အတွက်လောက်ကျန်ဇလန်းတွေကိုတောက်လျှောက်ဆူလို့ရိုက်ကူးလာခဲ့တာဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုကလစ်မှာလည်းရခိုင်ပြည်နယ်မှာရှိနေတဲ့မွတ်စလင်တွေအားလုံးက ပညာသင်ကြားဝင်ဆုံးရှုံးနေရကနေအခုရခိုင်လက်နက်ကိုင်သဘောအေးထင်းချုပ်ထားတဲ့မြို့နယ်၁၄မြို့အတွင်းသူတို့အခေါ်ရခိတာလန်းစဉ်အရကအစိုးရလို့ခေါ်တဲ့ရခိုင်လက်နက်ကိုင်သဘောအေးထင်းချုပ်ထားတဲ့ဒေသတွေအတွင်းကစာသင်ကျောင်းတွေမှာရခိုင်လူမျိုးတွေနဲ့အတူဘင်္ဂလီလူမျိုးတွေမွတ်စလင်တွေပါပညာသင်ကြားခွင့်ရနေတယ်ဆိုပြီးဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။တကယ်တော့ရခိုင်ပြည်နယ်မှာမွတ်စလင်တွေအားလုံးကမြန်မာပြည်မှာသင်နေတဲ့ပညာရေးစနစ်ကိုပညာသင်ကြားကိုအာတိတမရှိကြဘူးဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့1530ဝန်းကျင်ရခိုင်ပြည်နယ်ကိုဝင်ရောက်လာတဲ့စားချက်ဖို့စားနှဲဖို့ကူလီထမ်းခိုင်းမှုရောက်ရှိလာတဲ့စစ်တကောင်ဘင်္ဂလီတွေဝင်ရောက်ခြင်းကစပြီးတော့လွတ်လပ်ရေးမရခင်ကာလတွေကဘူဒီတော်မောင်တော်တဝိုက်မှာရှိနေတဲ့ဘင်္ဂလီတွေကနိုင်ငံတော်အစိုးရကတင် जा ပေးနေတဲ့အခြေခံပညာတွေကိုတင် जा လို့မရှိပါဘူး1946ခုနှစ်မှာလေဒီ MLO ဆိုတဲ့ The Muslim Liberation Organization ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတဲ့နောက် ပြည်ထောင်စုအစိုးရစီမှာစတင်ပြီးတော့ဒီအရီဒူပညာ RB စာသင်ကျောင်းတွေကိုအတိမတ်ပြုတ်ပေးဖို့ဒီတောင်းဆိုခဲ့တဲ့သူတွေဖြစ်ပါတယ်။ဦးနုအစိုးရလက်ထက်မှာလည်းမယူတောင်နဲ့မယူခရိုင်ဆိုပြီးတော့ခွဲစည်းပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာရခိုင်နဲ့မော်စလင်တွေကိုတီးခြားအာဏာခွဲဝေရေးတောင်းဆိုခဲ့တဲ့မော်စလင်တွေလည်းဖြစ်ပါတယ်။ဒါအပြင်အခုဘင်္ဂလီလို့ခေါ်နေတဲ့ရိုဟင်ဂျာလို့နာမည်တက်ထားတဲ့တိုင်းရင်းသားလူမျိုးစုအမည်ခံမျိုးနွယ်စုတစ်ခုကိုမွေးထုတ်ပေးခဲ့တာကလည်း1950နောက်ပိုင်းကာလတွေမှာဖြစ်ပါတယ်။ ဆိုတော့လွတ်လပ်ရေးမရခင်ကာလတွေကနေလွတ်လပ်ရေးရပြီးကာလဒါအပြင်လွတ်လပ်ရေးရပြီးနောက်ပိုင်းအခု88ခုနှစ်ကြာမြင့်တဲ့အချိန်အထိရခိုင်ပြည်နယ်မှာရှိနေတဲ့စစ်တကောင်ပေါ်စလင်တွေသူတို့ရဲ့အခေါ်ရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလီလူမျိုးတွေအားလုံးကသူတို့ရဲ့အာရဗီစာသင်ကျောင်းတွေဘာသာရေးကျောင်းတွေမှာသာပညာပညာသင်ကြားကြတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကွင့်ပြုထားတဲ့အခြေခံပညာအခြေအခြေခံပညာအဆင့်ကနေစပြီးတော့တက္ကသိုလ်ပညာအထိလာရောက်တက်ရောက်ပညာသင်ကြားသူကအနေချင်းသာရှိပါတယ် 2016ခုနှစ်တကောင်စီရင်ကိုပြန်ကြည့်ရင်လည်းမောင်တော်ခရိုင်မှာဘာကဖုန်ကြီးကျောင်းတွေ220သာရှိပေမဲ့ဘင်္ဂလီဘင်္ဂလီတွေရဲ့ RB စာတင်ကျောင်းက1150ကျော်ရှိပါတယ်။အထက်တန်းကျောင်းတွေ200ကျော်ရှိပေမဲ့ RB စာတင်ကျောင်း1318ကျောင်းရှိပါတယ်။ဆိုတော့ရခိုင်ပြည်နယ်မှာရှိတဲ့မွတ်စလင်တွေကအခုနေမင်းထွန်းဝါဒဖြန့်တယ်လို့ကိစ္စဆက်စာတင်ကြောက်ခွင့်မရဘူးဖိနှိပ်ခံနေရတယ်ဆိုပြီးဝါဒဖြန့်မှုကအခုလိုတမိုင်းအထောက်အထားတွေနဲ့ပြန်ကြည့်ရင်ပြောင်းလဲပြောင်းစားလုပ်တယ်ဆိုတာကိုမြင်တွေ့ရပါတယ် ခေတ်အဆက်ဆက်ပညာသင်ကြားခြင်းနဲ့မွတ်စလင်ပဲဖြစ်ဖြစ်ဘင်္ဂလီပဲဖြစ်ဖြစ်နိုင်ငံတော်မှာရှိနေတဲ့အခွင့်အရေးနဲ့နိုင်ငံသားတယောက်အခွင့်အရေးအဲ့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေအရဒေတာတွင်ဒေတာနဲ့အမိန့်တွေကိုလိုက်နိုင်အခြေခံပညာကနေစပြီးတော့တက္ကသိုလ်ပညာထိသင်ကြားခွင့်ရပါတယ်။ဒါပေမဲ့မွတ်စလင်တွေအားလုံးကသူတို့ရဲ့ RP ကျောင်းတွေဥရဒုပညာသင်ကြားလို့ရှိပါတယ်။ဒါကတမိုင်းဆက်ဆက်မှာရှိခဲ့တဲ့အခြေအနေကနေအခုပြစ်ဆုတ်ပံကာလထိရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင် အခုရခိုင်လက်နက်ကိုင်တပုံအေအေကထန်းလျှောက်ကန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမျိုးတော်တပ်ဖြတ်မှုတွေနဲ့ခေါင်းစဉ်တက်ကြိုးဝင်ဆွတ်ခံရမယ့်အခြေအနေရောက်နေတာကြောင့်အင်္ဂလီတွေနဲ့အတူရခိုင်ပြည်နယ်ကမွတ်စလင်တွေကတန်းတူညီမျှမှုရှိနေတယ်ဆိုပြီးတော့ပုံရိပ်မှာရိုက်ဖို့ဒါအပြင်ကမ္ဘာအတိုင်းဝိုင်းမြမအတိုင်းဝိုင်းနဲ့မွတ်စလင်အတိုင်းဝိုင်းမှာရခိုင်လက်နက်ကိုင်တပုံအေအေရဲ့အာရခပြည်သူအစိုးရဆိုတဲ့တပုံကသူတို့ရဲ့ဒေသတွင်းမှာတည်ငြိမ်အေဂျင့်တယောင်ပြဖို့ဝါဒဖြန့်ခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။အင်္ဂလိပ်တွေရဲ့ပညာသင်ကြားခွင့်နဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကဘယ်တော့မှလည်းကန့်သက်ထားခဲ့တာမရှိပါဘူး။1982ခုနှစ်နိုင်ငံသားဥပဒေအရလည်းပညာသင်ကြားခွင့်ရတယ်။သူတို့ရဲ့မိမိဆန္ဒအလျောက်ပညာသင်ကြားမယ်ဆိုလည်းပညာသင်ကြားခွင့်ရပါတယ်။ဒါပေမဲ့အင်္ဂလိပ်တွေအားလုံးက1939ခုနှစ်ကနေစပြီးတော့1946ခုနှစ်လွတ်လပ်ရေးမရခင်နှစ်နှစ်နီးပါးမှလည်းဒီဘင်္ဂလီပညာ RB စာသင်ကျောင်းတွေကိုအသီးမှတ်ပြုတ်ပြီးတော့တောင်းဆိုခဲ့တာရှိတယ်။ ဦးနှုတ်အစိုးရလက်ထက်မှာတဲ့မွတ်စလင်စစ်သွေးကြွတွေနဲ့မွတ်စလင်လူမျိုးရေးအစွန်းရောက်တွေကရခိုင်ပြည်နယ်ရဲ့အာဏာကိုတဝက်စီခွဲဝေပြီးတော့အာရဘီဥရဒူစာဥရဒူစာကိုတရားဝင်ပညာသင်ကြားခွင့်ရဖို့တောင်းဆိုခဲ့တဲ့တရားဝင်တောင်းဆိုမှုမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ဒါကတော့1948ခုနှစ်ကဖြစ်ပါတယ်။ဘူဒီတော်မောင်တော်ခရိုင်ကဒေသတွင်းမှာမွတ်စလင်အစွန်းရောက်တွေကနတ်မြင့်နဲ့ကလရန်မြစ်ချားမှာရှိနေတဲ့ဒေသကိုဒီအာရဘီဒေသအဖြစ်မွတ်စလင်ပြည်နယ်အနေနဲ့တောင်းဆိုခဲ့တယ် နောက်ပြီးတော့ဘင်္ဂလီတွေကိုတိုင်းရင်းသားအနေနဲ့အသီးမှတ်ပြုတ်ရမယ်ဆိုပြီးတော့တောင်းဆိုခဲ့တာဖြစ်ပြီးတတိယအချက်ကတော့ဥရဒူဥရဒူဘာသာစကားကိုတရားဝင်စာအနေနဲ့အသီးမှတ်ပြုတ်ပေးဖို့ဆိုပြီးတောင်းဆိုခဲ့တာဖြစ်ပါတယ်။အဲဒီတောင်းဆိုမှုတွေကနေတစင်စပြီးတော့ပဲတောက်လျှောက်နှစ်ပေါင်းများစွာနိုင်ငံတော်ကအသီးမှတ်ပြုတ်တာတွေအသီးမှတ်မပြုတ်တာတွေကိုကဏ္ဍတစ်ခုထားလိုက်ရင်တော့မှဘင်္ဂလီတွေကသူတို့ရဲ့ဘာသာရေးကြောင်းတွေမှာပဲစတင်ကြားလေကြားတာရှိပါတယ်။ နိုင်ငံတော်ကသင်ပေးတဲ့အခြေခံပညာအစင်းမြင့်ပညာတွေကစပြီးတော့တက္ကသိုလ်ပညာတွေအထိလာရောက်တက်ရောက်သူနေတယ်။အင်းနဲ့ပတ်သက်ရင်လည်းအမျိုးမြင့်မရှိတဲ့အတွက်ပညာသင်ကြားတဲ့အရေးအတွက်လည်းအမတန်မှနေပါတယ်။1950ကာလအထိရန်ကုန်တက္ကသိုလ်ကိုလာရောက်ပညာသင်ကြားခဲ့တဲ့ဘင်္ဂလီစစ်သွေးကျဘင်္ဂလီအစွန်းရောက်အရေးအတွက်ကလက်ငါးချောင်းမပြည့်ခဲ့ဘူးဖြစ်ပါတယ်။ဒီနိုင်ငံရေးအခွင့်အရေးကိုပဲအခွင့်ကောင်းယူပြီးတော့ဘင်္ဂလီမွတ်စလင်တွေက1950ခုနှစ်မှာရခိုင်မွတ်စလင်အစည်းအဝေးကိုဖွဲ့စည်းပြီးတဲ့နောက်ရခိုင်မွတ်စလင်ဆိုတဲ့နာမည်နာမကနေ ရိုဟင်ဂျာဆိုတဲ့နာမည်ကိုစတင်ပြီးတော့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ပြောရရင်တော့ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီတွေအားလုံးကစစ်တကောင်းကနေဝင်လာတဲ့စားချက်ဖို့တောက်တုံမရခိုင်ဖို့အင်္ဂလိပ်အင်္ဂလိပ်တွေခေါ်လာတဲ့ခိုင်ဘက်တွေသာဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အခြေအနေရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကတော့ရခိုင်လက်နက်ကိုင်တပုံ AA ရဲ့နိုင်ငံရေးပေါ်ကြောင်ကြောင်ပေါ်တွတ်တွနိုင်ငံရေးရဲ့ချိန်နိုင်ပါစွာနဲ့အရခနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေကြွေးကြော်နေပေမဲ့တကယ်တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ ်အင်္ဂလီတွေနဲ့ဘာသာကြားတွေရဲ့စိုးမိုးမှုက98ရာခိုင်နှုန်းထိရှိနေပြီဖြစ်ပါတယ်အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးကြွေးကြော်နေပေမဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဘူးတိတော်မောင်တော်ယတိတော်တကျော်ကအင်္ဂလီလူမျိုးနဲ့မွတ်စလင်တွေ98ရာခိုင်နှုန်းရှိပြီးတော့ရခိုင်လူမျိုးက1.2ရာခိုင်နှုန်းသာရှိပါတော့တယ်ဟိန္ဒူလူမျိုးကရာခိုင်နှုန်းအနည်းငယ်သာကျန်ရှိပါတော့တယ်ဆိုတော့လက်ရှိအခင်းအကျင်းမှာအင်္ဂလီစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကိုလည်းခံနေရတယ် ထမ်းလျှောက်ခံဖြစ်စဉ်မှာလည်းနိုင်ငံတကာရဲ့ဝန်ဝင်တိုက်ခိုက်မှုတွေကိုခံနေရတဲ့ရခိုင်လက်နက်ကိုင်သဘုံ AA အနေနဲ့အခုလိုဝါဒဖြန့်မှုတွေနဲ့မဟုတ်မမှန်သတင်းတုသတင်းမှားတွေကိုထုတ်ပြန်နေတာဖြစ်ပါတယ်။ပုံမှန်ထုတ်ပြန်လေးရှိတဲ့ရခိုင်လက်နက်ကိုင်သဘုံ AA ရဲ့သတင်းထုတ်ပြန်ရေးခေါင်းဆောင်ခိုင်ဒုခကအမြဲတမ်းပြောင်းလဲပြောင်းစားနဲ့သတင်းတုသတင်းမှားတွေကိုအောက်ဖဲလန့်ရင်မမြဲတမ်းဆိုသလိုလိန်လေးလိန်တာရှိတဲ့အတွက်နောက်ပိုင်းမှာရခိုင်လက်နက်ကိုင်သဘုံ AA ရဲ့ဝါဒဖြန့်မှုကိုအဲ့ဒါမျိုးပြောင်းလာခဲ့တာဖြစ်ပါတယ်။ ရခိုင်လက်နက်ကင်သဘောအေအေကိုကိုစားပြုတဲ့ခိုင်ဒုခအစားအလွတ်တန်းတည်နှောက်ဆိုတဲ့နေမင်းထွန်းကိုမွေးပြီးတော့ရခိုင်ပြည်နယ်ဒေသအတွင်းမှာရှိနေတဲ့ဒေသတွေတမတော်ရဲ့တိုက်ခိုက်မှုတွေရခိုင်လက်နက်ကင်သဘောအေအေနဲ့ထိတွေ့တိုက်ပွဲတွေနဲ့ရခိုင်လက်နက်ကင်သဘောအေအေဆောင်ရွက်ပေးထားတဲ့အခြေခံလူမှုရေးကျန်းမာရေးစီးပွားရေးကိစ္စတွေကဆက်ပြီးတော့အာရခပြည်သူအစိုးရခေါ်တဲ့သဘောရဲ့ဥဆောင်မှုတွေကို highlight ပြီးဖော်ပြနေတဲ့အကြံဖက်အားပေးတယောက်လည်းဖြစ်ပါတယ်ဒီလိုအကြံဖက်အားပေးသမားတယောက်ရဲ့အခုလိုမျိုးဝါဒဖြန့်ရိုက်ကူးမှုကိုပြန်ကြည့်ရင် ဘလောက်ထိရုပ်ပြည့်စင်ပြည့်နဲ့ပြောင်းလဲမြောင်စားနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်တိုင်းရင်းသားတွေအလုံးကိုလူနည်းစုမျိုးခမိတတ်စားတဲ့တိုင်းရင်းသားတွေအလုံးကိုနိုင်ငံသားတယောက်ရဲ့အခွင့်အရေးအခြေခံပညာသင်ကြားခွင့်ရှိကြပါတယ်။ဒါပေမဲ့အခုရခိုင်လက်နက်ကိုင်တပုံအေအေထိန်းချုပ်ထားတဲ့မြို့နယ်၁၄မြို့မှာတော့ရခိုင်လက်နက်ကိုင်တပုံအေအေရဲ့အခြေခံဖွဲ့စည်းပုံအနေနဲ့စုံမထောက်ပံ့ပြီးတော့ဒေသတွင်းကစတင်ကြောင်းနေ နိုင်ငံတော်ကကိဆက်ဆက်တိဆောက်ပေးခဲ့တဲ့အစိမ့်မြင့်တက္ကသိုလ်တွေကစပြီးတော့အခြေခံပညာမူလာတန်းကြောင့်အလေတန်းကြောင့်အထက်တန်းကျောင်းတွေအားလုံးကိုအပိုင်စီလဝက်ကြီးအုပ်ပြီးတော့ရခိုင်လူမျိုးအစွန်းရောက်တွေရဲ့အဖရခိုင်နိုင်ငံတော်ထူထောင်ရင်းနဲ့အရခလန်းစဉ်အစွန်းရောက်ကေတာတွေကိုတင်းညံတွေထဲမှာရိုက်သွင်းပေးနေတာဖြစ်ပါတယ်ဒီဗီဒီယိုမှာမြင်တွေ့ခဲ့တဲ့အတိုင်းပါပဲနိုင်ငံတော်ကတိဆောက်ပေးထားတဲ့စာတင်ကျောင်းတွေမှာအပိုင်စီပြီးတော့အရခလန်းစဉ်ဆိုတဲ့သွေးဆိုးမှုလှုံ့ဆော်မှုစီယုံမှုတွေနဲ့ ကျွေးကြော်မှုတွေကအစနိုင်ငံတော်တချင်းနိုင်ငံတော်အလံကိုမျက်ွယ်ပြုတ်ပြီးတော့အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုပြီးရခိုင်လူမျိုးတွေစစ်သွေးကြွတွေကျွေးကြော်လေကျွေးကြော်ထားရှိတဲ့စကလုံးတွေနဲ့ကျွေးကြော်မှုတွေနဲ့ကျွေးကြော်ရင်ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့လုပ်ရက်တွေလုပ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်လက်နက်ကိုင်သဘောင်အေအေထင်းချုပ်ထားတဲ့စာတင်ကြောင်းအကြီးအငယ်တွေကနေစပြီးတက္ကသိုလ်တွေအားလုံးမှာရခိုင်လက်နက်ကိုင်သဘောင်အေအေကအရခလမ်းစဉ်နဲ့အတူဒုက္ခရောက်အောင်အာဒုက္ခလမ်းစဉ်ကိုပေါ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီကြောင်းတွေမှာပဲရခိုင်လက်နက်ကန်သဘောအေအေအားပေးထောက်ခံသူတွေရခိုင်အစွန်းရောက်တွေအားလုံးကအတားအဆီးမရှိစာတင်ကြားခွင့်ရနိုင်ကြတာဖြစ်ပါတယ်ဒီလိုစာတင်ကြောင်းတွေမှာပဲရခိုင်လက်နက်ကန်သဘောအေအေကသူတို့ရဲ့ပညာရေးစနစ်ကိုပေါ်ဆောင်ပြီးတော့နိုင်ငံတော်ကတိစောက်ပေးထားတဲ့စာတင်ကြောင်းတွေမှာဝင်ရောက်စာတင်နေရင်အရေးအနေနဲ့အခက်ချိုးချိုးတည်ရေပေါ်အိတ်တည်ရေနာစာလုံနေတာဖြစ်ပါတယ်ဒါကြောင့်ရခိုင်မြို့နယ်မှာရှိတဲ့မြို့နယ်၁၄မြို့နယ်ရခိုင်လက်နက်ကန်သဘောအေအေထိန်းချုပ်ထားတဲ့စာတင်ကြောင်းတွေအားလုံးက အကျံဖက်သမားတွေနဲ့အကျံဖက်ထောက်ခံသူတွေဝင်ရောက်နေထိုင်လှုပ်ရှားတက်ဝင်နေတဲ့နေရာတခုဖြစ်တယ်ဆိုတာကိုလည်းသတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်မှာရခိုင်အစွန်းရောက်တွေရဲ့ဝါရားဖြန့်မှုတရင်တို့တရင်မားတွေနဲ့အတူအခုဗီဒီယိုကိုကြည့်လိုက်ခြင်းအားဖြင့်စာတင်ကြောင်းတွေအားလုံးမှာရခိုင်လက်နက်ကင်တပုံအေအေနဲ့ကြောထောင်နောက်ခံပြစ်မှုတွေသာဝင်ရောက်နေထိုင်ပညာသင်ကြားနေကြရတဲ့ဆိုတဲ့အခြေအနေမျိုးကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်အကျံဖက်သမားတွေနဲ့အတူရှင်တွဲနေထိုင်နေတဲ့သူမှန်သမျှအကျံဖက်သမားတွေဖြစ်ပြီး အကျန်းဖက်သမားတွေရဲ့ဆောင်ရွက်မှုတွေကိုလိုက်နာသူမှန်သမျှအကျန်းဖက်အားပေးတွေဖြစ်တယ်ဆိုတော့တတ်မှတ်ရမယ့်ခေါင်းစဉ်တွေလည်းရှိထားပြီးဖြစ်တယ်လို့တတ်မှတ်ချက်တွေနဲ့လည်းအညီဖြစ်ပါတယ်။အကျန်းဖက်တိုက်ဖြက်ရေးဥပဒေအရာပဲဖြစ်ဖြစ်နိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ရခိုင်လက်နက်ကင်သဘုံ AA ရဲ့အုပ်ချုပ်မှုအောက်မှာပျော်ရွှင်စွာနေ့စဉ်ဖြတ်တန်းနေကြတဲ့ရခိုင်လူမျိုးအစွန်းရောက်တွေရဲ့ဖြတ်တန်းမှုတွေကိုတော့မျက်ချင်မပြတ်စောင့်ကြည့်ပြီးလူတွေလိုအေးအေးယူဆောင်ရွက်သွားဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဒါကတော့ရခိုင်လက်နက်ကိုင်သဘုံအေးမွေးမြူထားတဲ့လော်ဘီနေမင်းထွန်းရိုက်ကူးထားတဲ့ဝါဒဖြန့်သတင်းတပုတ်နဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ရခိုင်လူမျိုးရေးအစွမ်းရောက်တွေအားလုံးကဗမာလူမျိုးရေးမုံတိမှုကိုကြိုက်သွင်းထားခဲ့ပြီးတဲ့နောက်အဖရခိုင်နိုင်ငံတော်ထူထောင်မဲ့ဆိုတဲ့စိတ်ကူးယဉ်မှုတွေနဲ့အတူမျိုးနွယ်စုလူမျိုးစုမျိုးဆက်သစ်တွေအားလုံးကိုဗမာမုံတိရေးအဖြစ်ပြီးခဲ့တဲ့နှစ်ပေါင်းများစွာရခိုင်နန်းလူပွဲမှာကြာရှုံးခဲ့တာတွေကိုမေ့ပြီးတော့ဗမာလူမျိုးတွေကရခိုင်ခီးနန်းကို တိမ့်ပိုက်ခဲ့တယ်ဆိုတဲ့သတင်းတို့သတင်းမှာတမိုင်းတို့တမိုင်းမှာဗဇက်သတင်းနှုတ်သတင်းအဲ့ရဝင်ပုံမြင်နေတဲ့ဝါဒဖြန့်နေကြတာဖြစ်ပါတယ်ဒီလိုမျိုးဝါဒဖြန့်မှုတွေရဲ့အဓိကစရာကစာတင်ကြောင်းတွေဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်မှာရှိနေတဲ့စာတင်ကြောင်းတွေကရခိုင်လက်နက်ကိုင်တပုံအေးအေးမွေးထုတ်ပေးနေတဲ့အမာခံကေဒါတွေရဲ့အဓိကအရင်းမြစ်တွေဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ရခိုင်အကြံဖက်သမား ULA အင်ကတော့အမြဲတမ်းသတင်းထုတ်သတင်းမှားတွေနဲ့ထုတ်ပြန်ပြီးအမြဲတမ်းပြောင်းလဲပြောင်းသားလုပ်နေတဲ့တိုင်းရင်းသားအမေရိကန်အစိုးရတွေဖြစ်တဲ့ဆိုတဲ့အကြောင်းရခိုင်လက်နက်ကန်သဘောအေအေမွေးထုတ်ပေးလိုက်တဲ့ lobby နေမင်းထွန်းရဲ့ရိုက်ကူးမှုတွေအားလုံးကရိုက်ကူးထားတဲ့ရုပ်ရှင်မှတ်တမ်းသာမကထမ်းလျှောက်ကန်ဖြစ်စဉ်တရက်တပင်ဖြစ်စဉ်ကြောက်တော်မှာရှိနေတဲ့မဟာတရာစာတင်ကြောင်း ပေါတော့မှရှိနေတဲ့တောင်ညိုရွာဖြစ်စဉ်နဲ့ပြီးခဲ့တဲ့ရက်ကခိုင်လန့်နဲ့ကိုင်းတပုံအေအေနဲ့အာစာတိုက်ပွဲအာစာနဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲတွေတည်ဆုံးခဲ့တဲ့ဖြစ်စဉ်တွေကအစသွားရောက်ရိုက်ကူးနေတဲ့သူဖြစ်ပါတယ်။ရခိုင်လန့်နဲ့ကိုင်းတပုံအေအေထင်းချုပ်ထားတဲ့ဒေသတွေအားလုံးကိုလွတ်လပ်စွာသွားလာခွင့်ရနေတယ်လူတယောက်လည်းဖြစ်တယ်ဆိုတဲ့အချက်ကိုမေ့မထားဖို့လိုပါတယ်။နေမင်းတို့ရိုက်ကူးသည်။အားလုံးကရခိုင်လန့်နဲ့ကိုင်းတပုံအေအေကိုအမွန်တင်တိတ်ခါတင်ပြီးတော့ဝါရဖြန့်မှုရိုက်ကူးနေတယ်ဆိုတဲ့အချက်တွေကိုလည်းမေ့မထားဖို့လိုပါတယ်။ ီချက်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရခိုင်အစွန်းရောက်တွေကဘယ်တော့မှယုံကြည်လို့မရဘူးဆိုတဲ့ရှုတော့ရခိုင်အစွန်းရောက် UL AA ရဲ့ထုတ်ပြန်မှုမှန်သမျှနဲ့သတင်းထုတ်ပြန်မှုရိုက်ကူးမှုအားလုံးကအလိမ်အညာတွေဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အမေအစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။